ကျွန်တော်တို့ရင်ခုန်ပြောရှင်တာရော့ဗီဒီယိုကြည့်ရှုအားပေးကြတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါအဲ့တော့ရုပ်ဝိယနေ့ပြည်တွင်းပြည်ပအနေကြည့်ရှုအားပေးနေကြတဲ့အစဉ်ဆက်မပြတ်ဟလာအားပေးနေတဲ့မိတ်ဆွေတွေတခုတစ်ယောက်ချင်းကိုလည်းဒီနေရာကနေလေးလေးနက်နက်ကျေးဇူးတင်ပါတယ်အဲ့တော့ကျွန်တော်ဒီဗီဒီယိုဖိုင်လေးကတော့အပတ်စဉ်ပြောကြနေတဲ့အတိုင်းပဲဒါကပြန်လည်ပြီးလမ်းညွှန်ဟောကြားပေးထားတဲ့ဗီဒီယိုဟလာဟောထားပြီးတဲ့ဗီဒီယိုဖိုင်ဖြစ်ပါတယ်အဲ့တော့ပြီးခဲ့တဲ့တစ်ပတ်မှာဟလာကွန်မန့်အနေနဲ့ဝင်မှတ်ပြီးတော့ဗီဒီယိုမေးထားတယ်အဲ့တော့အခုချိန်မှာကျွန်တော်တို့ဒီဗီဒီယိုဖိုင်ကနေ ပြန်လည်ပြီးလမ်းညွှန်ဟောကြားပေးတာဖြစ်ပါတယ်။အဲ့တော့အဲ့ဒါဘု து ့အမစုမြစ်တာစီတနာနဲ့အခမဲ့လမ်းညွှန်ဟောကြားပေးနေတာဖြစ်ပါတယ်။အဲ့တော့မိမိရဲ့ဖုန်းလေးနဲ့လွယ်လေးတကူဗီဒီယိုမေးလို့ရအောင်ကျွန်တော်တို့အဲလမ်းညွှန်ဟောကြားပေးနေတဲ့ဗီဒီယိုဖိုင်ဖြစ်ပါတယ်။အဲ့တော့ကဲကျွန်တော်တို့တီဗီသားမိတ်ဆွေများကတော့အပတ်စဉ်ကြားသိနေတဲ့အတွက်တီဗီသားပါမတီသေးတဲ့သူတွေအတွက်အနေငယ်ရှင်းပြတော့ပါအဲ့တော့မေးထားတဲ့အကောင့်ပိုင်းရှင်တွေကိုအခုကျွန်တော်တို့ပြန်လည်ဖြေကြားခြင်းအစီအစဉ်ကနေ ပြန်လဲဟောကြားပြီးသွားမှာဖြစ်ပါတယ်အဲ့တော့ဖြူစင်ဖြူဆိုတဲ့အကောင့်မှာရှင်ကအလုတ်အလုတ်ပြောင်းရင်အစင်ပြေနိုင်မလားအသစ်လျှောက်ထားတာရောရနိုင်မလားဖြေပေးပါဆရာရှင်တဲ့ကြာသာပရိပါတဲ့ကျေးဇူးတင်ပါတယ်တဲ့ကဲအဲ့တော့ဖြူစင်ဖြူဆိုတဲ့အကောင့်မှာရှင်လမ်းရှင်ဟောကြားပြီးသွားမှာဖြစ်ပါတယ်ကြဲတော့အလုတ်ကနော်အလုတ်ပြောင်းရင်အဆင်ပြေမလား ပြောင်းရင်အဆင်ပြေပါတယ်အလုတ်ပြောင်းပါเนาะအဲ့တော့အလုတ်အစ်လျှောက်မယ်ပေါ့เนาะเนาะအစ်လျှောက်ထားတဲ့အလုတ်ရနိုင်မလားရနိုင်ပါလေအဲ့တော့အနှစ်ချုပ်အားဖြင့်ပြောရင်တော့အလုတ်နဲ့ပတ်သက်ရင်ဘလို့လုတ်လို့ကိုယ်ဆန္ဒအလက်ရောက်ကိုယ့်ရဲ့တွေးတောကြံစီမျှော်လင့်တဲ့အတိုင်းကြိုက်တယ်လို့ဒါလုတ်ပါအလုတ်နဲ့ပတ်သက်အဆင်ပြေပါတယ်ကံကောင်းပါတယ်ဗျာအဲ့တော့ရဲရဲဝင်းဝင်းလုတ်ပါလို့တိုက်တွန်းလိုက်ပါတယ်နောက်အကောင်းမှရှင်ကတော့ဗာလဲဆိုရင်တော့တန့်စင်တန့်စင်ဝင်းထုံးနဲ့ ဆရာရဲကျွန်တော်အပေါ်မှာမနာလိုမုံတီးပြီးအမျိုးမျိုးကြောက်တွန်းပြီးတေချောင်းကြံစီနေတဲ့လူတချို့ရှိပါတယ်တဲ့အဲ့ဒီလူတချို့ဟာကျွန်တော်အပေါ်အမျိုးမျိုးကြံစီ၍မရเนาะမရရအောင်နီလန်းလေးနော်ကြံစီလို့မရအောင်နီလန်းလေးတခုအကြံပြုတ်ပေးပါဆရာတဲ့အဲ့တော့ကိုယ်ကြံစီတဲ့ကြောက်တွန်းတဲ့တေချောင်းကြံတဲ့နော်အဲ့ဒီလိုမျိုးလုံနေတဲ့လူတွေတချို့ရှိနေတယ် เนาะไอ้လို့သူတို့တွေဘာမှလုပ်လို့မရအောင်နီလန်လေးကျွန်တော်ပြောมาဖြစ်ပါတယ်เนาะတန့်စင်ဝင်းထုံးဆိုတဲ့အကောင့်မှရေတော့ပါအဲ့တော့ကိုကဘာလုတ်ထားရမလဲဆိုရင်တော့ကျွန်တော်ရှင်းမှလဲကျွန်တော်ပြောပါတယ်အဲ့တော့အလောင်းမင်းတရားကြီးဥအောင်စီကဒုမုံလို့ရှိရင်ကျွန်တော်တို့ယုံယုံချုံချုံတိုက်ပွဲဝင်ခဲ့တဲ့ဟာလာနာမည်ကြီးတဲ့တမိုင်းစမျက်နာမှာဟာလာကမ္ဘာတမိုင်းမြန်မာတမိုင်းမှာနာမည်တွင်ကြံခဲ့တဲ့သူရဲကောင်းပုံတွေကို YouTube တို့ Google တို့ကနေ Facebook တို့ Page တို့ကနေရိုက်ရှာလိုက်ပါเนาะသူတို့ရဲ့နာမည်ကိုရိုက်ဥမာပေါ့လောင်မင်းတရားဥအောင်ဇေယျဆိုအဲ့ပုံရိုက်ရှာပါအဲ့တော့မှတ်ပုံနဲ့ site အရွယ်အစားလောက်ရှိတဲ့ကပ်ပြားလေးလောက်ပါ plastic ကပ်လောက်မှာရေမွေးလေးစွပ်ပြီးစောင့်ထားပါဒါဆိုရင်တော်ရုံတောင်သူတို့ကိုတိုက်ခိုက်လို့မရပါဘူးအဲ့တော့ဟိုရိုးရိုးလေးပြောရရင်ဗျာဟိုရိုးလေးပြောရရင်သူတို့တာမန်သူလောက်ပဲသူတို့တိုက်ခိုက်လို့ရမှာပေါ့လောင်မင်းတရားဥအောင်ဇေယျလို့သူရဲ့ကောင်းမျိုးကိုတာမန်တော်ရုံတောင်လူကတိုက်ခိုက်လို့ရမလားမရနိုင်ပါဘူး အဲ့တော့ကိုကဒီပုံဆောင်နိုင်တော်ယုံတာမန်အတိုက်ခိုက်ကကိုကမလုံနိုင်ပါဘူးမတိုးဝင်ပါဘူးเนาะတိုးမပေါက်ပါဘူးအဲ့တော့နောက်တစ်ခုကဘာလုပ်မလဲဆိုရင်အဘဘိုးမင်းကောင်ဝိဇ္ဇာကြီးအဘဘိုးမင်းကောင်တိုက်ပုံလှူပါတိုက်တဲ့လူတွေမှန်သမျှပြိုလဲပြီးပုံကြသွားအောင်အဲ့တော့ကောဆနာပြောတာပေါ့เนาะသူများကိုမတရားတိုက်ခိုက်နေလို့ဒီလိုလှုပ်တာပေါ့မတိုက်ခိုက်ဘဲနဲ့လူတကာကိုလိုက်လှုပ်နေမယ်ဆိုတော့ဒီနီးတွေကမစွမ်းပါဘူးအဲ့တော့အာ ဇေဒီပထိုးတွေမှာဖရာပထိုးဇေဒီပထိုးတွေမှာရန်ကုန်မင်းရွှေတုံဖရာဘူတုံဖရာတွေမှာအဘဘူးမင်းကဒဏ်နှန်းရှိပါတယ်အဲ့ဒီမှာတိုက်ပုံသွားပြီးလှူပါအဘဘူးမင်းကတိုက်ပုံလှူပါတယ်ကိုကိုတိုက်ခိုက်နေတဲ့သူတွေနော်ကိုကိုမတိုက်ခိုက်နိုင်မင်းနဲ့ပုံလဲကြပါစီဝေးပါစီဆိုတာမျိုးတွေကျွန်တော်တို့သွားရောက်ပြီးအဓိကံဆူတောင်းမှာတိုက်ပုံလှူပါဆိုတာမျိုးတွေလှုပ်လို့ရပါတယ်နော်အဲ့လိုနီးနေနဲ့လှုပ်ပါမယ်အဲ့တော့နောက်တနည်းကကျွန်တော်ဗာရှိသေးလဲဆိုရင်တော့ဖရာမှာအိမ်ဖရာမှာပြားရည်စတိဆုံးလေးနဲ့သုံးဆုံးကပ်ပါ နော်ဒီစုံလေးနဲ့ပြားရည်လေးခွက်သေးလေးလေးတွေထည့်မယ်ပြားရည်သုံးစုံကပ်ပါနော်ဖះမှာအလိုမကြမကြကတ်ပြီးတော့ဟလာဆူတောင်းမယ်ဆိုရင်လဲဒီလိုအတိုက်ခိုက်တွေကနေကင်းဝေးပါတယ်ကိုယ်လုံးကြံတက်ပြတ်ကြံစီမှုတွေကနေကင်းဝေးလွတ်မြောက်စီပါတယ်အခုပြောတဲ့အတိုင်းလေးကျွန်တော်တို့လေးလေးနက်နက်နဲ့တေချာလေးလုပ်ကြည့်ပါဒီလိုအတိုက်ခိုက်တွေတေချောင်းကြံစီမှုတွေကနေကင်းဝေးလွတ်မြောက်စီပါတယ်နောက်ဆုံးပုံပြောရင်တေရင်တေဝတေပေါက်ရောက်နေတယ် တည်တော့မဆိုတာတော့လွတ်ပါတယ်ဒါလေးကိုကျွန်တော်လမ်းညွှန်ပေးလိုက်ပါတယ်ကြည့်နောက်အကောင်းမှာရှင်သူကတော့ဗာလဲဆိုရင်တော့အေးမြတ်မိုးတဲ့အေးမြတ်မိုးကဗာလဲဆိုတော့၃လပိုင်းအတွက်ကံအခြေနေအကောင်းဆုံးသိကြပါလေဆရာအဲ့တော့အကောင်းမှာရှင်အေးမြတ်မိုးအတွက်ပါเนาะမတ်လ၃လပိုင်းအတွင်းเนาะကံအဆိုးအကောင်းအခြေနေဖြစ်ပါတယ်အဲ့တော့၃လပိုင်းအတွင်းကတော့ကံအဆိုးအကောင်းအခြေနေကိုကြည့်မယ်ဆိုရင်တော့ ကန်ဆိုးတယ်လို့ပြောရမှာဖြစ်ပါတယ်အချိန်ကုန်ပဲလူပင်ပန်းပဲဟုတ်လားစိတ်ညစ်ရာမျိုးတွေလည်းကြုံပဲဟုတ်လားလွတ်လွတ်လပ်လပ်မရှိဘူးကိုကိစ္စတွေးတော့ပူပန်းဒီကိစ္စဆိုရင်ရဆိုတာမျိုးတွေနဲ့အချိန်ကုန်သွားတတ်ပါတယ်အရင်ကန်ကောင်းနေတဲ့တဲမှာမပါသလိုအရင်ကြီးကန်ဆိုးနေတဲ့တဲမှာလည်းမပါပါဘူးအဲသို့တော်ညာလဲကိုယ့်အတွက်စိတ်ချမ်းသာမှုတွေပျော်ရွှင်ခြင်းတွေဟုတ်လားအဲကောင်းချိုးလိုရာတွေနဲ့တော့ဒီ၃လပိုင်းတစ်လလုံးဖြတ်သန်းမိမှာမဟုတ်ပါဘူး ဲ့တော့နောက်ကောင်းမှရှင်သူကတော့ဟန်စော်လက်တဲ့ငွေအလုံးရင်းနဲ့ဝင်ကိန်းရှိပါလားတဲ့ပြကျင်ပါတယ်အဲ့တော့ဟန်စော်လက်ဆိုတဲ့ကောင်းမှရှင်ကငွေအလုံးရင်းနဲ့ဝင်မလားနော်ဆိုတာမျိုးကိုမေးထားပါတယ်အဲ့တော့ဝင်မလားဘလို့ပြစ်မလဲဆိုတော့ဟုတ်ကျွန်တော်တို့အခုလမ်းညွှန်သွားမှာဖြစ်ပါတယ်ကြဲတော့ကျွန်တော်တို့ဟန်စော်လက်ဆိုတဲ့အကောင့်ပိုင်ရှင်အတွက်ပါအဲ့တော့ငွေအလုံးရင်းနဲ့ကျွန်တော်တို့ဝင်มาဖြစ်ပါတယ် အဲ့တော့ဒီလပိုင်းရက်ပိုင်းသို့မဟုတ်ရင်၄လအတွင်းကိုနော်ဒီကနေ့ကနေစပြီး၄လအတွင်းကိုငွေအလုံးအရင်းနဲ့ဝင်ဖို့ရရှိပါတယ်ငွေကန်ကောင်းပါတယ်ငွေကြေးအကြံစီတွေငွေကြေးနဲ့ပတ်သက်လို့ရည်ရွယ်ကြံစီတာတွေအောင်မြင်ပါလိမ့်မယ်လို့ခံစော်လက်ဆိုတဲ့အကောင့်မှရှင်လမ်းညွှန်ပေးလိုက်ပါတယ်ကဲနောက်အကောင့်မှရှင်သူကတော့ဒေါ်တန်းသေးတဲ့နော်ဒေါ်တန်းသေးအဲ့တော့ဒေါ်တန်းသေးကဘာမေးရလဲဆိုတော့အယောင်းဝယ် အစင်ပြေအယောင်းဝယ်အစင်အအယောင်းအဝယ်အစင်ပြေစေတဲ့ပြေစေတယ်ပေါ့နော်ဆရာတဲ့အဆောင်ပေးပါလားအဲတောက်ကြသမီးပါဆရာတဲ့အဲ့တော့အယောင်းဝယ်အစင်ပြေမဲ့အဆောင်ဆိုရင်တော့ကျွန်တော်မှအစင်သစ်ရှိပါတယ်နော်အယောင်းဝယ်နဲ့ပတ်သက်လို့အဆောင်အမျိုးမျိုးကျွန်တော်မှရှိပါတယ်အဲ့တော့ဒါပေမဲ့ဘယ်လိုပေးမလဲပေးဖို့အတွက်ဆိုရင်တော့ကျွန်တော်ဖုန်းနံပါတ်ကိုလှမ်းပြီးဆက်ပြီးတော့အဖုန်းဆက်ပေးပါနော်အဲ့တော့ကျွန်တော်ဖုန်းနံပါတ်ဒီ39256 251 ့9ခွန်3အဲ့ဒီဖုန်းကိုဆက်သွယ်ပါเนาะ Viber နေလဲအဲ့နံပါတ်ပါပဲအဲ့တော့ဆက်သွယ်ပြီးတော့လမ်းပြီးတော့အဆောင်ပြောပါเนาะကျွန်မဒေါ်တန်းလေးပါအဆောင်လေးလိုချင်လို့ပါလမ်းပြီးပြောပါရောင်းဝယ်အတွက်ပါလို့ပြောပါအဲ့ကြောင့်လည်းကျွန်တော်ဟလာရောင်းဝယ်အတွက်အဆောင်လေးကိုအစီရင်လေးကိုစီစဉ်ပေးမှာဖြစ်ပါတယ်ကဲနောက်ကောင်းမှချင်းတူကတော့အောင်ကောင်းခန့်ကျမရဲ့အချင်းလေးတိကျင်လို့ပါအဲအင်္ဂါသားတဲ့เนาะအဲ့တော့အောင်ကောင်းခန့်ကျမရဲ့အချင်းလေးတိကျင်တဲ့အင်္ဂါသားတဲ့ အဲ့တော့အောင်ကောင်းခန့်ဆိုတဲ့အကောင့်မှာရင်အတွက်ကျွန်တော်တို့လမ်းညွှန်ဟောကြားပေးมาဖြစ်ပါတယ်။ကဲကျမ်းမအခြေအနေကတော့သူကယာယီအခိုက်အတန့်ပါပဲတဲ့။အဲ့တော့ကျမ်းမရင်မဖြစ်ဘူးလားဖြစ်မယ်။ဟိုကနားလိုက်ဒီကကိုက်လိုက်ဟာဆေးတောက်လိုက်ဟလာဆေးလေးလိမ့်ညံလိုက်သုံးမရင်လည်းဆေးထိုးလိုက်ဒါမျိုးလေးတွေပေါ့ကျမ်းမရင်လည်းပတ်သက်နည်းနည်းလေးမဆူတလောက်လေးခြူကြတာမျိုးလေးတွေဖြစ်တတ်တယ်။အစာအိအနေမမှန်တာမျိုးတွေဖြစ်တတ်တယ်။ဒါမျိုးလေးတွေပေါ့အဲ့တော့စိုးရင်လောက်တဲ့အခြေအနေမှာတော့မရှိပါဘူး။သတိထားပြီးဂရုစိုက်ပေးမယ်။ကျမ်းမရင်လည်းပတ်သက်ပြီးတော့ဟလာ ကိုကသတိထားနေမယ်ဟာလားပုံမှန်စားမယ်တောက်မယ်ရေချိုးမယ်ဟာလားပုံမှန်အိပ်မယ်စသဖြင့်ပေါ့ကျမကြီးလေးကိုကိုအနေနဲ့သတိထားခီးဆိုင်ပြီးရင်ကျမကြီးပြန်လဲကောင်းမွန်လာမှာဖြစ်ပါတယ်အနည်းငယ်တော့ခြူကြတဲ့သဘောရှိပါတယ်သို့တော်လည်းစိုးရင်လောက်တဲ့အသေးအံအခြေအနေမျိုးမှာမရှိပါဘူးအဲ့တော့တူတူယောက်ချင်းစီတိုင်းပြန်လဲဟောကြားလမ်းညွှန်ဖြေကြားပေးတာနဲ့ပတ်သက်ပြီးတော့ဟာလားနားလည်မယ်ဟာလားနားလည်မယ်သဘောပေါက်မယ်ထိမိမယ်လို့ကျွန်တော်တို့မျှော်လင့်ယုံကြည်ပါတယ်ဆန္ဒပြပါတယ်အဲ့တော့ ကိုစီကိုင့စာနာတွေရည်ရချက်တွေလည်းအစဉ်ပြေအောင်မြင်နိုင်ကြပါစေအခြားကိုလိုပဲမေတ္တာစည်းစနာနဲ့အခမဲ့ဗီဒီယိုမေးလို့ရအောင်မေးနိုင်အောင်ဆိုရင်တော့ဒီဗီဒီယိုဖိုင်လေးကိုဒီပို့လေးကိုရှယ်ပေးခြင်းဖြင့်ဟဲ့လားကျွန်တော်တို့အဲကျွန်တော်ကုသိုလ်ယူတယ်ပဲသဘောမှတ်ပါလို့ပြောရင်ကျွန်တော်တို့နောက်ကျွန်တော်တို့လမ်းညွှန်ဟောကြားပေးတဲ့ဗီဒီယိုဖိုင်တွေမှာပြန်ဆုံပါမယ်အားလုံးပဲကိုစီကိုင့အကြောင်းကိစ္စအသေးသေးအစဉ်ပြေအောင်မြင်ကြပါစေ